က်ဆော့ရဲ့ဆုံးမစကားလေးတစ်ခုမှတ်သားရအောင်နော်လေးပရပဲရှိပါတယ်စကပိုက်ကလေးလေးပိုက်ကိုဟောထားတာနံပါတ်1ကသာဓုဓမ္မရုစီစာရာစာဟိုတိုင်းပြည်အုပ်ချုပ်တဲ့မင်းစိုးရာစာတွေဟာတဲ့ဓမ္မရုစီအမှန်တရားကို နှစ်သက်လက်ခံတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့ ਨੇ တော့တမ်းပြေအုပ်ချုပ်တဲ့ပုဂ္ဂိုလ်ဆိုတာသူကိုယ်တိုင်ကိုကတရားမျှတမှုရှိရမယ်မတရားကိုလက်ခံရမယ်လို့ဆိုတယ်အဲ့ဒါမဟုတ်လို့ရှိရင်တတိုင်းတပြည်လုံးဟာမတရားတဲ့အလုပ်တွေဖြစ်လာတာဒါခေါင်းဆောင်ရာဇာလို့ပြောပြမိလို့ဟိုเจ้าတဲ့เจ้าမှဆိုလဲပဲဥစည်းကောင်းဆောင်လုပ်တယ်ဟိုတက္ကသိုလ်ကြီးဆိုရင်ပမောက္ခချုပ်တို့ ဥဆောင်တဲ့ပုဂ္ဂိုလ်တွေပေါ့နော်ကောလိပ်တို့ဆိုလဲကြောင်းအုပ်ကြီးတွေပေါ့လူဖွဲ့စည်းတွေမှာလည်းပဲဥက္ကဋ္ဌဆိုတဲ့ပုဂ္ဂိုလ်တွေပေါ့နော်ဘယ်သူပဲဖြစ်ဖြစ်လူဖွဲ့စည်းတစ်ခုမှာခေါင်းဆောင်လုပ်တဲ့ပုဂ္ဂိုလ်သည်ဓမ္မရုစီမှန်တာကိုကြိုက်တဲ့လက်ခံတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်မှန်တရားကိုလက်ခံတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့နည်းအဲ့ဒါမှဒီကောင်းကျိုးချမ်းသာတွေကိုဖြစ်စေတယ်ဒါဆုံးမစကားတစ်ခုပဲနော်တာတု ဓမ္မရုစီရာဇာဓမ္မရုစီဆိုအမှန်ကိုကြိုက်တာဟိုခဏခေတ်မှာတော့ရှားပပစီဖြစ်ခြင်းဖြစ်သွားမယ်ဒါတွေอ่ะเนาะအမှန်တရားမဟုတ်ပဲねအမှန်တရားမဟုတ်ပဲねတခြားဟာသွားကြိုက်လို့ရှိရင်တော့ဒုက္ခရောက်အဲ့တော့ဓမ္မရုစီဆိုမှန်တရားကိုရဲ့မျက်နှာရဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဘယ်ဟာပဲဖြစ်မှန်တဲ့ရှုထောင့်ကနေရမယ်သာဓုပညာနာဝနရော လူဖြစ်လာလို့ရှင်သိပညာထက်မြက်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဓမ္မကောင်းတယ်ပေါ့ဒါလည်းပညာလို့ဆိုဒီမှာအခုတက္ကသိုလ်တို့ကောလိပ်တို့မှသင်နေတာဒါပညာမဟုတ်ဘူး subject matter တွေကိုသင်နေတာเนาะအဲ့ဒါလည်းသုတ္တနဲ့ပညာဒီနှစ်ခု꿰ဖို့လိုတယ်သို့တော့သုတ္တသင်တာကိုပဲပညာလို့ပြောနေကြတယ်꿰ဖို့ပြရတော့ဆက်တော့ဆက်သွဲနေတာ အဲ့တော့တက္ကသိုလ်ဒီမှာသင်ထားတဲ့အာကိုဘယ်လိုပဲကောင်းတက်ကောင်းတက်ဘယ်လိုပဲကောင်းတက်ကောင်းတက်စီးပွားဆိုစီးပွားပြညာလို့ဆိုကောင်းတက်ပေးမယ်လို့ subject matter ကိုသင်တာကိုသင်တာ subject matter subject matter ဆိုတာအဆုပ်ပြုတဲ့အကြောင်းအရာတွေကိုသင်တာသီဝိရိတွေသင်တာနော် business ethic တို့ဘာတို့ business လုပ်ပုံလုပ်နည်းတို့ဒါတွေသင်တာတွေဟာအကုန်လုံးဟာ subject တွေပဲအကြောင်းအရာတွေကိုသင်တာ အဲ့ဒီအကြောင်းအရာတွေပေါ်မှာကိုယ်ပိုင်အသုံးချပြီးတော့ experience နဲ့လေ့လာသုံးသပ်လို့ထွက်ပေါ်လာတဲ့ resaka မှာ wisdom အဲ့ကြမှာပညာဖြစ်မှာစဉ်းစားကြည့်လေစိတ်ပညာသင်တယ်စိတ်ပညာသင်ပြီးတော့ဘွယ်ကုံဆုံးသွားသည့်ထီအောင်သင်ပြီးတော့ဒီဆရာဝန်ဖြစ်ပြီးတော့ဆရာဝန်ဆေးကုတဲ့အလုပ်ကိုမလုပ်ဘူးတပြည့်အလုပ်သွားလုပ်တယ်ဆို သူဆွေးကုနိုင်သေးလားမကုနိုင်တော့နော်အဲ့သူသင်တာ subject matter ပဲသင်တာ subject matter က experience ဖြစ်လာမှ wisdom ဆိုတာဖြစ်လာတော့ဒါကို experience ဖြစ်အောင်လုပ်ရတာပေါ့ဆက်ရတယ်ပေါ့ဟောက်စာချင်းဆင်းတယ်ဆိုတာဒါစာသင်ပြီး experience ဖြစ်အောင်လုပ်ရတယ်ဘယ်ရပဲဖြစ်ဖြစ်ဆရာဖြစ်လာတယ်ဆိုလည်းပဲသင်ကြားပို့ချမှုတွေတို့လက်တွေ့လှုပ်ဆောင်မှုတွေတို့လာမှပညာဆိုတာဖြစ်လာတယ် သို့သောအဲ့ဒီပညာသည် subject matter နဲ့မကင်းနိုင်သည့်အတွက်ကြောင့်ပညာလို့ပဲခေါ်လိုက်တယ်။အကြောင်းနဲ့အကျိုးဒီနှစ်ခုရှိတယ်ပေါ့။အဲ့တော့ဘုန်းကြီးတွေလည်းရသော်ဗျာတရားတော်တွေသင်တာ subject matter ပဲသင်တာ။အခုပြောတာလည်း subject matter ပဲ။ subject matter ကိုကိုယ်ကိုယ်နှလုံးသွင်းပြီးတော့သိသိချာချာစဉ်းကျင်သုံးသပ်ကြည့်လို့ဖြစ်ပေါ်လာတဲ့အကြီးချမ်းမှ wisdom အဲ့ကြမှာပညာဖြစ်မှာ။ပညာဖြစ်လာ။ တာတုပညာနာဝါနရောတဲ့ဆိုလိုတာကသင်ပြီးဒီတိုင်းမထားရဘူးလေးလာသုံးသပ်ပါဆင်ញင်သုံးသပ်ရမယ်လို့ဆိုလိုတယ်နောက်တတိယပိုင်းခါမိတ္တနာဆိုတာမိတ်ဆွေတွေခမင်းရင်းဤသူတွေတုံးနဲ့တူသူကတယောက်ဂျေစုတယောက်ဂျေစုဆိုတာရှိရတယ်တူဂျေစုဆိုတာပြုခဲ့မှုတဲ့ဂျေစုတွေမကဲညာ အဲ့ဒီလိုမိတ်ဆွေမျိုးတွေ ਨੇ ပတ်သက်လာတဲ့အခါမှာအထုဘုံခြေစုမကမ်းရဘူးမပြစ်မရဘူးဆိုရသောမိတ်ဆွေတွေထဲမှာတော့အရေးကြီးဆုံးမိတ်ဆွေကတော့အမေနဲ့အဖေပဲအမေအဖေဘောမှာခြေစုမကမ်းနေဆရာတွေဘောမှာခြေစုမကမ်းနေဆရာဆရာမတွေဘောမှာခြေစုမကမ်းနေကိုမိတ်ဆွေချင်းချင်းထဲမှာကိုကိုကြီးဆောင်းချောက်ထားတာတွေခြေစုမကမ်းနေခြေစုတရားတည်ထိုင်ရမယ်လို့သူတို့ဆိုလိုတယ်နော် နောက်ဆုံးအချင်းချုပ်လေးရတော့ပါပတ္တကရဏံဒုက္ခသူကြတော့ဘဝမှာအဆင်ပြေဖို့သာဝရချမ်းသာဖို့ဆိုတော့ဘာလို့ဘာလဲလို့ဆိုရင်မဟုတ်တာမလုံနဲ့မဟုတ်တာမလုံလို့ရှိရင်ဒါဘဝမှာချမ်းသာဘာချမ်းသာတော့လို့မေးလို့ရှိရင်အနဝိသဒုက္ခ happiness or innocent လို့ခေါ်တယ် ချမ်းသာတွေထဲမှာ happiness or innocent ဟာအကောင်းဆုံးပဲအပြစ်ကင်းတဲ့ချမ်းသာလို့ပြောတယ်မဟုတ်တာမလို့ဒီအတွက်ကြောင့်သူဟာ happiness or innocence အပြစ်ကင်းတဲ့ချမ်းသာကိုခံစားရတယ်ပါဠိလိုအနဝိသဒုက္ခပြောစရာအပြစ်မရှိတဲ့ချမ်းသာမျိုးအဲ့ဒီချမ်းသာမျိုးဟာအမျက်ဆုံးပဲအဲ့ဒီချမ်းသာမျိုးကိုရဖို့ရတဲ့ မကောင်းတာမဟုတ်တာတွေမလုပ်နဲ့မလုပ်ဖဲနဲ့ရှောင်ကြရမယ်ဆိုအဲ့တော့ဒီလေးချက်လေးကိုမတန်းတာယူထားမယ်ဆိုလို့ရှင်မတားထားပြီးတော့တာတုဓမ္မရုစီရာသာခေါင်းဆောင်လို့ရင်အမှန်တရားကိုနှစ်သက်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်တာတုပညာနာဝနရောလူရှိလာရင်အသိဉာဏ်ကျွဲဝတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်တာတုမိတ္တာနာမထုတ်ဘောမရှိဘူးမပြင်းမာဘူးမပြင်းမာရဘူး ပပတ္တကရဏံဒုက္ခမဟုတ်တာမလို့ချင်းဟာထာဝရချမ်းသာခြင်းရဲ့အကြောင်းဖြစ်တယ်ဆိုတဲ့ဒီမြတ်စွာဘုရားရဲ့သွန်သင်ဆုံးမချက်လေးချက်တိုင်းလိုက်နာချက်သုံးခြင်းဖြင့်ကိုယ်ဘဝမှာအရှင်ပြေရမြမကဒီဘဝမှာလည်းကောင်းနောက်ဘဝဆိုရလည်းကောင်းဘဝဆက်တိုင်းကောင်းပြီးကောင်းကျိုးချမ်းသာတွေရနိုင်တဲ့အနေအထားမျိုးရရှိနိုင်တဲ့ဆုံးမစကားတွေဖြစ်တယ်လို့ရှင်ကြည်ပြီးလိုက်နာချက်သုံးနိုင်ကြပါစေကုန်သတည်း